အခက်ခဲများစွာဖြင့်ကျေးလက်နေပြည်သူများ၏စေကူတာခွင့်စစ်အာဏာသိမ်းထားတာရက်ပေါင်း1400ကျော်လာပါပြီ အာဏာသိမ်းချိန်ကစလို့ပေါ်ပေါက်လာတဲ့အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေပဋိပက္ခတွေကြောင့်ကျေးလက်ဒေသမှာကျန်းမာရေးစောက်ရှောက်မှုတွေရပ်တန့်သွားပါတယ်လက်ရှိအချိန်အထိလဲကျေးလက်ဒေသအများစုမှာကျန်းမာရေးစောက်ရှောက်မှုတွေပြန်မရသေးပါဘူးဒီလိုအခြေအနေမှာ ဈေးဝါးဈေးတွေတက်လာတာဈေးဝါးတည်ယူရခက်ခဲလာတာနဲ့ပရဟိတလူနာတင်ရင် လုပ်ငန်းတွေရပ်နားသွားတာတွေဖြစ်လာပါလေဒီတော့ကျေးလက်နေပြည်သူတွေရဲ့ဈေးဝါးကုသနိုင်ခွင့်ဟာနဲတစ်ထက်နဲလာနေတဲ့အခြေအနေကို ရင်ဆိုင်နေရပါပြီကျမ်းမာရေးတစ်ခုခုဖြစ်လာရင်ဈေးဝါးကုသနိုင်ဖို့အခက်အခဲများစွာကိုကြော်ဖြတ်ကြရပါလေကျမ်းမာရေးစောက်ရှောက်မှုတင်းသားကြီးတိုင်းမှာ မြို့ပြဒေသတွေကတော့ပြည်သူဆေးရုံအပြင်ပုဂ္ဂလိကဆေးရုံတွေပါ ရှိကြလို့ဆေးဝါးကုသဖို့မခက်ခဲကြပါဘူး။ဒါပေမဲ့မြို့အနီးဝန်းကျင်ကစပြီးကျေးလက်အများစုမှာတော့ကျန်းမာရေးစောက်ရှောက်မှုမရရှိတော့ပါဘူး။ကျေးလက်နေသူတွေက နေထိုင်မကောင်းဖြစ်ရင်တောင်ဈေးဆိုင်တွေကဆက်ဆေးကို အားပြုနေရတာပါ။အခုဆိုရင်ပြင်းထန်တဲ့ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေပါတယ်။ ဈေးထိုးမှအမြန်တက်သားတဲ့အတွက်ဈေးဝါကုစားနိုင်ဖို့ကျန်းမာရေးဝန်ထမ်းတွေကို အနည်းဝန်းကျင်ကြေးရွာတွေမှာလိုက်ရှာပြီး ခက်ခက်ခဲခဲခေါ်ယူကြရပါတယ်။ဒေတာအချို့မှာဆိုရင်ဈေးဝါသေးယူခွက်ကိုစစ်ကောင်စီကကတ်တတ်ထားတာကြောင့်အိမ်သုံးဈေးတွေတောင် အလွယ်တကူဝယ်ယူလို့မရတဲ့အခြေအနေမျိုးကိုရင်ဆိုင်နေကြရပါလေမြမကြံ့ငွေတံပိုးကြလို့ဈေးဝါဈေးတက်တာအပြင်ဈေးဝါရှားပါတဲ့အတွက် ဈေးထက်တက်တဲ့ဒဏ်ကိုပြည်သူတွေကြုံတွေ့နေရတာပါ။တာမန်နှာစည်းချောင်းဆိုးအခြေအနေတွေမှာတောင်အိမ်သုံးဆေးဝယ်ယူရခက်လို့ကုသဖို့ခက်ခဲပါလေ။ယောဂါတစ်ခုခုဖြစ်လာရင်မြို့တက်ကုသမှသာရမယ့်အခြေအနေမျိုးပါ။မြို့တက်ဆေးကုဖို့အခက်အခဲကျေးလက်နေသူတွေမြို့ပေါ်တက်ဆေးကုဖို့ဆိုတာအာနာမသိခင်ကတော့ခက်ခဲလှတဲ့အခြေအနေမဟုတ်ပါဘူး။ အရေးပေါ်လူနာတင်အသင်းတွေကလည်းအလွယ်တကူဆက်သွယ်လို့ရသလိုလမ်းခရီးကလည်းနေညအချိန်မရွေးအလွယ်တကူသွားလာလို့ရပါတယ်။အခုကတော့ဒေသအတော်များများမှာစစ်ကောင်စီကညမထွက်ရအမိတ်ထုတ်ထားသလိုစစ်စေးရေးဂိတ်တွေမှာလူနာတင်ရင်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပါတယ်။အခက်မသိရင်ဖမ်းဆီးခံရနိုင်တာကြောင့်ညပိုင်းဆိုရင် လူနာတင်ရင်တွေမလိုက်ကြတာများပါတယ်။နေပဲဆိုရင်တောင် စစ်ဆေးရေးဂိတ်တွေမှာတင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးတွေရှိပါတယ်။ဒါအပြင်အာနာသိမ့်ပြီးချိန်ကစလို့အန်ဒီရေပြုတ်ခံရတဲ့အတွက်လူနာတင်းရင်ပရဟိတအသင်းတွေလည်းနေပါလာနေပါပဲ။လူနာတင်းရင်တွေခေါ်ယူရခက်လာတာကလည်းကြေးလက်နေသူတွေမျိုးပြတဲ့ဆိတ်ကူးဖို့အတွက်အကြီးမားဆုံးအဟာတာဖြစ်လာပါလေ။ငွေကြေးတတ်နိုင်သူတွေတောင်မျိုးပေါ်တဲ့ဆိတ်ကူးဖို့ခက်ခဲလာချိန်မှာ ငွေကြေးချို့တဲ့သူတွေကတော့ဈေးကူတာဖို့မမျော်လင့်နိုင်တဲ့အခြေအနေဆိုးကိုရင်ဆိုင်နေကြရပါလေဈေးကူတာခွေဈေးဝါကူတာခွေဆိုတာလူတယောက်ရဲ့အခြေခံရပိုင်ခွေပါဒါပေမဲ့အခုလိုပဋိပက္ခတွေတိုက်ပွဲတွေနဲ့မငိမ့်ချမ်းတဲ့အခြေအနေမျိုးမှာဈေးဝါကူတာခွေရဖို့အအတားများစွာရှိပါလေဒီအထဲမှာလက်နက်ကင်အဖွဲ့တွေရဲ့လုံခြုံရေးဆိုင်ရာ တင်းကျပ်မှုတွေကြောင့် ဆေးဝါးကုသခွင့်ရဖို့ပုံမူခက်ခဲစေတာတွေလည်းရှိနေပါတယ်။စစ်ဖြစ်ပွားရာဒေသနဲ့ပฏิပက္ခဒေသတွေမှာလိုက်နာရမယ့်ဆေးကုသခွင့်နဲ့ပတ်သက်ပြီးဆောင်းရန်ရှောင်းရန်တွေ ရှိပါတယ်။ဘယ်သူကိုမဆိုလူမျိုးဘာသာကြားမှအသာအယောင်ဆင်းရဲချမ်းသာမခွဲခြားဘဲဒန်းတူဆေးကုသခွင့် ပေးရမှာဖြစ်ပါတယ်။ပฏิပက္ခနဲ့စစ်ဖြစ်နေတဲ့နေရာကဒဏ်ရာရသူတွေနေထိုင်မကောင်းသူတွေကို ရှာဖွေကယ်ဆယ်ပြီး ုသားဖို့အတွက်လမ်းဖွဲ့ပေးရမယ်။ဈေးယုံတခွဲခန်းဈေးသူလောင်ယုံ လူနာတင်ရင်တွေကို လုံးဝကာကွယ်ပေးရမှာဖြစ်ပါလေ။ဂျနီဗာကွန်ဗင်းရှင်းအရစစ်ပွဲအတွင်ဒဏ်ရာရထားတဲ့ရန်သူစစ်သားအညက်ခံလာတဲ့ရန်သူစစ်သားတွေလည်းဈေးကုသားခွင့်ပေးရမှာဖြစ်ပါလေ။ NUG ထုတ်ပြန်တဲ့ကြေဝတ် NUG ရဲ့စစ်တီတော် ကြေဝတ်မှာလည်းဈေးယုံစာတင်ကြောင်း ဘာသာရေးအဆောက်အအုံတွေကို ပြစ်မှတ်ထားတိုက်ခိုက်တာမလုပ်ရဘူးလို့တားမြစ်ထားပါလေလူနာတင်ရင်နဲ့ကျမ်းမာရေးစောက်ရှောက်မှုပေးနေတဲ့နေရာတွေရှေးဦးသူနာပြုတွေနဲ့ကျမ်းမာရေးစောက်ရှောက်ကုသပေးနေသူတွေလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေကို ပြစ်မှတ်ထားတိုက်ခိုက်တာမလုပ်ရဘူးလို့အတီအလင်းတားမြစ်ထားပါလေအယတ္တပြည်သူတွေကိုရိုသေစွာဆက်ဆံရမယ်မောက်မာ ရိုင်းပြတာစော်ကားတာအနိုင်ကျင့်နှိပ်စက်တာ မူးယစ်ရန်ကားတာမပြုတ်လို့ရပါဘူးဒါတွေကလူအခွင့်အရေးအရာလဲလူသားတိုင်းရရှိခွင့်ရှိတဲ့အခြေခံအခွင့်အရေးဖြစ်ပါတယ်ဒါကြောင့်လက်နဲ့ကင်ထားသူတွေအနေနဲ့ပြည်သူလူထုကိုကူညီစောက်ရှောက်ကြဖို့နဲ့ဆေးဝါးကုသခွင့်အတွေ့အာအတားတွေနှဲပါစေဖို့ကူညီကြစေဖို့တင်ဆက်လိုက်ရပါတယ်